ဟုတ်ကဲ့ပါဒေါက်တာဒါဆိုကျွန်တော်တို့ဒါကာကွယ်ဆေးအပိုင်းကိုပြောကြပါမယ်ဟုတ်ဆိုတော့ဒေါက်တာဒီပြုလုပ်တော့ဝင်ယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားသိရတယ်လို့တော့ကာကွယ်ဆေးပေါ်နေပြီလို့တော့ကျွန်တော်သိပါတော့ဒါပေမဲ့အဲ့ဒါအဲ့ဒီအပိုင်းလေးသိချင်ပါโอเคကာကွယ်ဆေးပေါ်ပြီဆိုတော့မိဘတွေကတော့ဝမ်းသာဖြစ်ပြီးထိုးချင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်တို့နိုင်ငံမှာထိုးလို့မရသေးပါဘူး။ဟိုများသောအားဖြင့်ကနိုင်ငံအကွာအနည်းငယ်မှာပဲရှိတယ်လက်ချိုးကြီးလို့ရတယ်။20ဝန်းကျင်လားအဲ့လောက်ပဲရှိအောင်ပဲ။ပြီးတော့အဲ့ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့လေတချို့နိုင်ငံတွေမှာသူတို့က တကယ်စစ်ဖြစ်မဖြစ်ကို research လုပ်နေတော့မယ်အဲ့တော့ WHO ကနေပြီးတော့လုံးဝအာဒါကာကွယ်ဆေးရတော့ဟိုတနိုင်ငံလုံးတကဘာလုံးထိုးသိမ့်ပါတယ်ဆိုပြီးတော့ announce လိုက်တာအနေထားမျိုးမဟုတ်တဲ့အတွက်ကြကြပြပြလည်းမရသေးဘူးအဲ့လောက်ထိ reliable လည်းဖြစ်တယ်လို့ပြောလို့မရသေးဘူးပေါ့နော်အဲ့တော့အကောင်းဆုံးကာကွယ်တဲ့နည်းကတော့အချိန်အကိုက်မခံရအောင်နေတာပဲဟောမိမိနဲ့မိမိအိမ်ဝင်ချင်းအကြောင်းဝင်ချင်းကို ခြင်မပေါက်ဘွားအောင်နေဖို့ကလေးကိုချင်းကိုက်မခံရကိုကိုတိုင်းလည်းချင်းကိုက်မခံရခယူဆိုင်ဘူးအဲ့ဒါကတော့အကောင်းဆုံးကာကွယ်ဆေးပဲတကယ်လို့ရနိုင်မယ်ဆိုရင်ရနိုင်လို့ထိုးကျင်တယ်ဆိုရင်တော့အသက်16နှစ်အောက်ကလေးငယ်လေးတွေအာပြည့်အပ်ခါကျရင်ကိုဝင်ဆောင်မျိုးသမီးတွေတို့တွေကိုထိုးပေးထားတာတော့ကောင်းတယ်ပေါ့နော်အခုပြည့်အခုလိုမိုးရသည်လိုဟာမျိုးမှာထိုးကျင်တပဆိုရင်တော့ပြောတာပေါ့ဒါပေမဲ့အဲအခုအဲ့လောက်ထိကြကြပြပြထိုးရလောက်ဒီချားကာကွယ်ဆေးတို့မျိုးမှာတုတ်ကွေးကာကွယ်ဆေးတို့မျိုးလွယ်လွယ်ကူကူကြကြပြပြရနေတာမျိုးမဟုတ်ဘူး highly recommend လုပ်ထားမျိုးမဟုတ်ဘူးပေါ့ရှိတော့ရှိနေပါတယ်ဟုတ်ကဲ့ပါတော့ အဲ့တော့ဒီအားကနေကျွန်တော်တို့ဖြစ်တိုင်းဖြစ်တိုင်းမှာဆွမ်းတာဒေါက်တာပြောလို့ပဲကျွန်တော်တို့ကုသမှုပိုင်းတွေမှာကျတော့သူ့စောင့်ကြည့်ပြီးတော့ပဲဘာလိုအပ်တာပဲလုပ်ပေးရတယ်ဆိုတော့ကျွန်တော်ကာကွယ်ဆေးရတယ်ထဲထဲဝင်အာဟိုမရှိသေးဘူးပေါ့နော်ဒါရောက်လာတဲ့အချိန်ဒီမှာကျတော့အာဒါကိုကျွန်တော်တို့ကအာတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနေနေပေါ့နော်ဥပမာကျမရဲ့ဝန်ကြီးဌာနပဲဖြစ်ပေးရပဲဖြစ်ဖြစ်ပေါ့နော်အာဥပမာပညာရေးဝန်ကြီးဌာနလည်းပါတာပေါ့ကလေးတွေဒီကျောင်းမှာများနေတဲ့ခါကျတော့ဒီဝန်ကြီးဌာနတွေပူးပေါင်းပြီးတော့မှအာဒီယောဂမဖြစ်ပေါ်အောင်ဆိုလို့ရှိရင်ဘယ်လိုလှုပ်ဆောင်တင်တယ်လို့ဒေါက်တာမြင်နေလဲဗျာ ဟုတ်ကဲ့အဲရှိမှာပါလုံလဲလုံဆောင်နေမယ်လို့ထင်ပါတယ်သူတို့တို့ကွေးကိုဟိုမှာ short ချရေးလို့ဟိုမှာ UK နိုင်ငံလိုအရန်တန့်ပြတဲ့နိုင်ငံကြာသူတို့တို့ကွေးကရှိတောင်မရှိဘူးเนาะစေချောင်းတက်နေတဲ့စေချောင်းသားတွေ case မြင်မှုကျင်လို့တောင်သူတို့မှာလမ်းလောက်ဆရာ case မရှိဘူးပေါ့เนาะအရန်တန့်လို့เนาะအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းအဲ့လိုမျိုးသူတို့တို့ကွေး case ကိုမြင်မှုကျင်ပါတယ်ဆိုတာမမြင်ဘူးရလားအထိတိုက်ဖြတ်ဖို့အတွက် project တွေအများကြီးလုပ်နိုင်မှုမျှော်လင့်နေပေါ့เนาะအာလွယ်တော့မလွယ်ပါဘူးဒါကတော့နိုင်ငံတနက်ပြာလောက်ရမှာဖြစ်တဲ့အတွက် အဓိကပတ်ဝန်းကျင်တန်ရှင်းမှုချင်းမပေါက်ဖို့အလားအာတုံခွန်ဆိုင် တော့ဝုံဝုံ project ကာလပဲလုပ်ပြီးတော့ကျန်တဲ့အချိန်မှာနေရှင်လိုနေနေလို့လည်းမရဘူးเนาะဟိုเจ้าဝင်ကြီးလာစစ်မယ်ဆိုတဲ့အချိန်မှာတော့အမိုက်တွေရှင်းထားတယ်ပုံရေတွေကိုဖို့ထားတယ်ကျန်တဲ့အချိန်ကျတော့အမိုက်ကတော့ပြစ်ပြင်းပြီးခြင်တွေကပေါက်ပြင်းပြီးဒီခြုံတွေလည်းမရှင်းပြန်ဘူးအဲ့လိုမျိုးဖြစ်သွားတာဆိုအဆင်မပြေဘူးအဓိကကောင်းမွန်တဲ့အကျင့်ကိုကျမတို့က consistent ရှိရှိအကြောင်းတွေမှာလိုက်နာကျင့်သုံးမှုလို့ရတယ်အဲ့လိုအဲ့တော့ project ကိုကျမတို့ကတစ်လ project နှစ်လ project စားတစ်နှစ် project long term project လေးတွေနဲ့ထားပြီးတော့မိဘတွေလည်းတက်တက်ကြွကြွပေါင်းဝင်လာဖို့ invite လုပ်မယ်အကြောင်းသားရဲ့အကြောင်းသားအတွက်ပေါ့မိဘ ရောဆေးရောဒီတက်ဆိုင်ရာအဖွဲ့အစည်းတွေရောပါဘောနော်ပူပေါင်းပြီးတော့ ဟိုတိတိကျချင်းစည်းဖြန်းတဲ့အပတ်ဒီချင်းစည်းဖြန်းတာကိုလည်းတိတိထိရရောက်ချင်းစည်းဖြန်းမယ်အဲပတ်ဝန်းကျင်အကြောင်းပတ်ဝန်းကျင်တန်ရှင်ရချင်းမပေါက်ဖွားရဆိုပြီးလည်းတိတိကျလုပ်မယ်ကလေးလေးကိုလည်းသားတို့သမီးတို့အမရေစလုံးနေထဲမှာဒီလိုအကောင်လေးတွေမြင်သွန်မလိုက်အဲအဲ့ဒါတခါလေးတင်ပေးတာနော်အခါကျရင်ကလေးတွေကကြည်ကောင်းကောင်းနဲ့ဗာလေးအကောင်လေးတွေဆိုပြီးကြည်နေရမျိုးဖြစ်မယ်ဆိုတဲ့အဲ့တော့ကလေးတွေကိုလည်းဒါရင်နဲ့ပတ်သက်ပြီးတော့ train မိတာ train မိတာဒါဒီလိုမြင်ဒီလို respond လုပ်ပါမယ်ချိန်ကိုက်မခံရအောင်ဘယ်လိုနေရမလဲကိုကိုကိုအဲ့လိုမျိုးလေးတွေကိုတိတိကျဟိုအရန် family ဖြစ်နေအောင် train မိဖို့ပေါ့နော်အဲ့လိုမျိုးနိုင်ငံတော်စီမံကိန်းနေနဲ့ အဲအမြဲတမ်းသွားနေဖို့လိုပါဘို့လေဒါကကောက်ရိုးမိလိုမျိုးထားတောက်ဘူးလို့ထားတောက်ပြီးတော့နောက်ကျတော့မလုတော့ရုံနဲ့ပပြောက်သွားမှာမဟုတ်ဘူးပေါ့အဲ့လိုမျိုးလေးတော့သွားတင့်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာအခုဆိုကျွန်တော်တို့ဒါမကြခင်ကကျွန်တော်တို့တဘာအပြီးတခုဖြစ်တဲ့ငလင်တန်တင့်တဲ့အပြည့်တူလေးပေါ့နော်အာဆိုတော့ဒါတို့ဆိုဒါအိမ်လုံးကစုံထုံးပါလိုက်ရှိရဲ့အခုဆိုဒါတို့ယာယီတဲလေးမှာကျွန်တော်နေနေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်သူတို့တို့ကယောဂဖြစ်ပေါ်မှုတော့ဘယ်လိုဘယ်လိုအခြေအနေတွေရှိနေလဲဒါတို့တွေကဘယ်လိုကာကွယ်ဖို့ ိုဆိုတာပေါ့နော်အခုငလင်တန်တဲ့ဒေတာတွေမှာဆိုရင်တွဲလွတ်တော့ကြီးဖြစ်နိုင်မှု chance အများများရယ်ကျွန်မလည်းအဲ့ဒီ media တွေနဲ့ဟိုတစ်ခါက interview ပြောတော့ဖြစ်နိုင်တဲ့ယောဂ ਾਇ တဲ့မှာဟာအခုဆိုရင်မူးရင်းဝင်တော့မယ်ကိုကတိုက်အပြက်တွေနော်အများကြီးရှိနေအဲ့တိုက်အပြက်တွေချားထဲမှာမှောင်နေမယ်အဲ့မှာချင်းတွေဘလောက်တောင်ခိုအောင်နေမလဲပြီးတော့မိုးတွေရွာမယ်ရေတွေဘလောက်တောင်ဝစ်လိုက်မလဲပုံမှန်နေထားမှာတော့ကျမတို့ဝစ်တာမန္တလေးမြို့ဆိုရင်ဒီကိုလေးကရေစည်းရေလာမကောင်းနေမြို့အခုလိုငလင်လှုပ်လိုက်တော့အပြက်စည်းတွေချားမှာပူပြီးရေတွေဝစ်လာမယ်ပူပြီးချင်းတွေကပေါက်လာအောင်မယ်နော်ချင်းတွေပေါက်တဲ့အပြင်ပြီးတော့ လူတွေနေရတဲ့နေရာကြတော့လေလုံလုံချုံချုံမဟုတ်ဘူးเนาะလုံလုံချုံမဟုတ်ဆိုချင်းကိုက်ဖို့ chance ကအရင်ရက်ထက်နှစ်ဆသုံးဆလောက်ပူပြီးတော့များလာတယ်။ငွေတွေကမန္တလေးကလည်းချင်းပေါ်တဲ့မြို့ပေါ့เนาะ။ဒါကဟိုငလင်တန်းဖြစ်တဲ့နေရာတွေမှာပြီးတော့ ဟိုခြင်စေးတို့ဘာလို့ဆိုတာလဲအစေရရှင်မှလည်းရမယ်ပြီးတော့ရေတွေတောင်းတောက်ရေတုံးရေတွေလည်းပေါ်ပေါ်စီမရတော့သူတို့တနက်ရှိရှိနေနိုင်မှာမဟုတ်အဲ့တော့ခန္ဓာကိုယ်တန်ရှင်းမှုလည်းအားနေနေမယ်ပတ်ဝန်းကျင်မှာလည်းအများစုနေတာကိုယ့်အိမ်နဲ့ကိုယ်နေရာတောင်မှတန်ရှင်းရေကိုလိုအပ်တဲ့နေရာတွေရှိနေတော့မယ်အဲ့တော့အများစုနေတဲ့အခါမှာကိုယ်ကတော့တန်ရှင်းပေမဲ့ကိုယ်နဲ့နေရဲ့တခြားအိမ်တောင်စုတွေကအမိုက်တွေကိုပြစ်ချင်လို့ပြစ်မယ်နေချင်လို့နေမယ်ဆိုအဲ့မှာလည်းခြင်တွေကပူပြီးပေါက်လာနိုင်မယ်အဲ့တော့စုနေရဲ့အတွက်တယောက်ကသူ့လူတော်ကွေးဖြစ်ပြီးဆိုရင်သူ့ကို깟ပြီးတော့နောက်တစ်ယောက်ကိုသွား깟တော့မယ်အဲ့တော့သူ့လူတော်ကွေးဖြစ်နိုင်တဲ့အချိန်ကအခုလိုငလင်တန်ဖြစ်ပြီးရဲ့အချိန် တဘာဝဘေးရန်နေဖြစ်ပြီးတဲ့အချိန်တွေမှာဆိုပို့ပြီးတော့ညှားပါတယ်ပို့ပြီးတော့ကြောက်ပါပါတယ်ဒါကြောင့်မလို့အဲ့လိုအရက်ဒေတာတွေမှာဆိုလည်းငလေတန်းနေဖြစ်တဲ့နေရာတွေမှာလည်းခြင်စေးဖျန်းပေးတာမျိုးတွေနော်ဟိုစေဝါပစ္စည်းတွေအစားတောက်တွေလှူတာအပြင်ဒီပရာဟိတလူငယ်လေးတွေကဒီငလေတန်းနေကမ့်နေဒေတာနေရာတွေကိုတန်ရှင်းရေးလေးတွေကို project လေးတွေနဲ့လုပ်သွားပေးမယ်ဆိုရင်ဒီဒီ vector brown disease လို့ခေါ်တဲ့ခြင်တို့ကြွက်တို့ယင်တို့အဲ့အဲ့ကောင်တွေကြောင့်ဖြစ်တဲ့ယောဂတွေကိုအများကြီးရှော့ချကာကွယ်နိုင်မယ်လို့ထင်တယ်အဓိကမှကတော့တန်ရှင်းဖို့ ခြေစေးဖြန်းဖို့အဲ့အလားလေးတွေပေါ့နော်ဟုတ်ကဲ့ပါတော့ဒါအဲ့တော့အဲ့ဒီနေရာမှာအခုလောလောဆယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီနေရာတွေပို့ပြီးတော့မှဟိုအရေးကြီးတဲ့အနေထားပေါ့နော်တို့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 ဒါလက်ရှိနေတဲ့အင်ဂျင်လုံးဝမရှိတော့ဘူးအာဒီယာယီတဲတွေမှာဆိုတော့အဲ့ဒီနေရာတွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ကသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းပဲဖြစ်ဖြစ်ဒီဘက်ကအဲအရက်ဘက်ဖွဲ့စည်းရပဲဖြစ်ပူးပေါင်းပြီးတော့မှအဲတို့ ထောက်ပံ့မယ်ဆိုရင်ဘယ်လိုပစ္စည်းတွေဘယ်လိုအသုံးဆောင်ရပို့အရေးတကြီးလိုအပ်လဲဗျာဒီယောဂါတွေမဖြစ်ဘူးဟုတ်ကဲ့ခြင်စင်းဖြန်းတာအပြင်ပေါ့အခုခြင်ခြင်စေးခွေတွေထွန်းတာကအထက်ပို့လွယ်တာတော့ဒီခြင်မကိုက်တဲ့ခရင်လေးတွေပေါ့နော်အဲ့ဒါလေးတွေလိမ့်တာမျိုးရှိမယ်။ Or ပြီးတော့ကျွန်မရှေ့မှာတခုပြောဖို့ကြံခဲ့တာခြင်တောင်တွေကိုစေးစိန်လို့ရတယ်။စေးစိန်ခြင်တောင်အဲ့ခြင်မကိုက်တဲ့စေးကိုစေးစိန်ပြီးမှထောင်းတာမျိုးပေါ့အဲ့ဒါကသူ့လိုတော့ခွေးခြင်ရောငှက်ဖျားခြင်ရောအဲ့ဒါတွေပါ ကောက်ွယ်ကောက်ွယ်နိုင်တယ်ကျမထင်တယ်ပထုံမှာလားမသိဘူးအရင်တော့ကနော်တီဗီမှာကြော်ညာတော့မြင်မှုတဲ့အဲ့ချင်းအဲ့ဆေးအဲ့လိုဆေးစိန်ချင်းတောင်ကြီးပေါ့ဆေးစိန်မိသားချင်းတောင်ကြီးကိုတို့လှူတာမျိုးတွေချင်းမကိုက်ခံရတဲ့ဟာမျိုးပေးတာမျိုးတွေအဲ့လိုမျိုးလေးတွေပို့ပြီးတော့လှုပ်ပေးလို့ရတယ်ပေါ့လှုပ်ပေးတင်တယ်ပေါ့ဒါတွေဆိုရင်ပို့ထည့်အောင်လိမ့်မယ်ဘာလို့လဲဆိုတော့နေရဲ့နေရာကြီးကလည်းအဲ့လောက်လုံခြုံနေဘူးလေတော့တနည်းမို့တနည်းချင်းရတော့ဝင်မှာပဲဟုတ်ကဲ့ပါအဲ့တော့ဒီပစ္စည်းတွေအဓိကရွေးပြီးတော့မှထောက်ပံ့ပေးဖို့လိုအပ်နေအောင်နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ နောက်တကူရေတန်ရှင်းမှုအတွက်ရေတွေဆက်ပြားတယ်ပေါ့ဘာလို့ဆိုတော့ personal hygiene ကအရေးကြီးတယ်ပုံမှန်ဟိုကွက်ချွေးတွေဘာတွေနဲ့အရန်ဟိုနှင်းဖြစ်နေချင်းတွေအကောင်တွေဘာတွေကပိုပြီးလာနေတာဦးအဲ့တော့တကူရေတန်ရှင်းမှုအတွက်ပစ္စည်းတွေအပြင်ခုနပြောတဲ့ချင်းကိုက်မခံရအောင်လိမ့်နေစည်းတွေချင်းတော်စည်းစိမ်တဲ့ဟာမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတွေစီစဉ်ပေးသေးရင်ပိုကောင်းပါတယ်ဟုတ်ကဲ့ပြောတာဆိုတော့ဒီသူ့လူတို့ကိုယောဂါကိုဖြစ်ပွားပြီးသွားတဲ့ကလေးပေါ့နော်ဒီကလေးတကယ်ចောင်းသားနေအနေနဲ့ကြတော့နောက်ဆက်တွဲကြတော့သူဘာတွေဆက်ဖြစ်လာနိုင်ရည်ရှိတယ်သူ့အနေနဲ့ဘယ်လိုထိန်းသိမ်းသိမ်းဆက်နေသွားဖို့ ို့ပဲလေဗျအဲနောက်ဆက်တွဲတော့ကောင်းသွားပြီ recovery phase ကိုရောက်ပြီဆိုရင်တော့ဘာမှမဖြစ်တော့ဘူးเนาะကောင်းသွားပြီဆိုရင်တော့ကောင်းပြီပဲဒါပေမဲ့ကိုကပြောသလိုပဲ तू อ่ะတွဲလွန်တော့ကိုရီးဗိုင်းရပ်စ်မျိုးစိတ်ကွဲရ၄မျိုးရှိတာဟုတ် ိုကကောင်းသွားပြီဆိုရင်ကြံတဲ့၃မျိုးနောက်ငါ၃ချိန်ဖြစ်နိုင်ခြင်းရှိသေးတယ်ဆိုတော့အမြဲတမ်း awareness ရှိနေပါအဲ့တော့ကိုကပထမတစ်ချိန်ဖြစ်ပြီးသားနေလို့ကငါနောက်တစ်ခေါက်သေးလို့တူခေးဖြစ်ပြီဆိုရင်ငါပို့ဆိုးမယ်ပို့ကြောက်ရမယ်ဆိုတာကြီးကိုခေါင်းထဲမှာအမြဲထည့်ထားဖို့လိုပါတယ်အရှိမလဲရှင်းပြပြီးဒုတိယချိန်ဖြစ်တဲ့အခါကျရင်အဲသူကဒီ virus ပို့ဆဲတဲ့ကိုဆွဲယူလိုက်တယ်ဆွဲယူလိုက်တာဖြစ်တဲ့အတွက်လက္ခဏာတွေပို့ပြင်းထန်တယ်ပြင်းထန်အဆင့်ကိုရောက်ဖို့ chance ပိုများတာဖြစ်ပါတယ်အဲ့တော့ဟိုအဓိကတော့တစ်ခါဖြစ်ထားဖို့ရဲ့သူက ပို့ပြီးတော့ပုံမှန်လူတွေထက်ပို့ဂယုဆိုင်တင်နေပို့ပြီးချင်းမကိုက်ခံရအောင်အမြဲတမ်းကိုယ့်ကိုကာကွယ်နေတင်ပါတယ်မဟုတ်ရင်ကအာပို့ပြီးပြင်းထန်နေထားရဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့ဗောဒါကျွန်တော်ရက်ွက်တီဒီအိမ်ယာကြီးထဲမှာမြင်နေရတာတခုကကျတော့သူတို့တော့ကိုယောဂ အဲ့အိမ်ကကလေးကဖြစ်ပြီဆိုတော့မှပဲသူကလာပြီးတော့မှရက်ွက်ကပဲဖြစ်သက်ဆိုင်ရာဖွဲ့စည်းရခြင်စည်းလာဖြန်းတာတွေ့ရတယ်နော်ဖြစ်ဖြစ်တော့မှကျွန်တော်လာပြန်တော့ပေါ့နော်အဲ့တော့အဲဒါမျိုးမဟုတ်ပဲနဲ့မဖြစ်ခင်နေရဆိုတော့ဒေါက်တာပြောတယ်မပါပါဘူးစီမံချက်တွေလုပ်ပြီးတော့မှအဲ့အိမ်ပုံမှကျွန်တော်ဒေါက်တာအဲ့ဟာတစ်ချက်ဒေါက်တာရဲ့ဆက်ဝင်တယောက်ရဲ့အမြင်လေးပြောပြပေးပါဗျာဒီဟာကတော့ဟုတ် ဖြစ်တော့မှအချင်းစည်းဖြန်တာမကောင်းလားဆိုကောင်းပါတယ်ရပါတယ်ကောင်းပါတယ်ဒါပေမဲ့ဟိုမဖြစ်ခင်ကလေးကပေါ့နော်တို့လုံးတုတ်ကွေးဖြစ်နိုင်နေတာဆိုတို့ဟိုအစိုးရဌာနတွေမှာဆိုရှိရယ်ဘယ်လပိုင်းတွေမှာဆိုရင်ဖြစ်တဲ့နှုံကအများဆုံးဆိုပြီးတို့စစ်တမ်းကောက်ထားတာရှိလိမ့်မယ်ဆိုပါဆိုမေလလယ်လောက်မှာစပြီးဖြစ်စဉ်အများဆုံးကျွန်တော်တို့မေလဆန်းလောက်ကစပြီးတော့စက်တင်ဘာလအထိဟိုမှာနှစ်ပတ်တခါ ချင်းစေးပုံမှန်ဖျန်းတာမျိုးအဲ့လိုမျိုးမှန်မှန်လုပ်ပါမယ်အဲ့လိုမျိုးလုပ်ရတာပူကောင်းတာပေါ့ case တွေ့တော့မှတကူပြေးမှမိခွင်းထတာမျိုးထက်ပေါ့နော်ကြိုပြီးတော့ကာကွယ်ထတာတော့ပူကောင်းပါတယ်အဲ့တော့ဟိုဖြစ်ပြီးတော့ case ပေါ်လာတော့မှဖျန်းတာထိရောက်မှုရှိဘူးလားဆိုတော့နောက်ထပ်ထပ်မဖျောင်းတော့ထိရောက်မှုတော့ရှိပါဒါပေမဲ့ရှေ့ဖြစ်သွားတဲ့ case ကတော့ကြိုသာထိုးရမယ်ကြိုသာဆေးဖျန်းထားမယ်ဆိုရင်ဒီတယောက်တောင်ဖြစ်ချင်မှဖြစ်အောင်ပါပေါ့လေနော်ဟုတ်ကဲ့ပါဒေါက်တာဆိုတော့ဒေါက်တာဒီចောင်းចောင်းပိုင်းနေပေါ့เนาะចောင်းပိုင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအာဒေါက်တာလို့လို့ပေါ့เนาะဒီတက်တိ တက်ကြွတဲ့ပညာရှင်တွေဒေါက်တာတွေကိုခေါ်ပြီးတော့မှဒီယောဂိုင်နဲ့ပတ်သက်လို့ awareness လုပ်ပေးခြင်းအပြည့်ကြတော့ဘယ်လောက်အကျိုးကျေးဇူးကြတော့ဘယ်လောက် impact သူ့ဘယ်လောက်ရနိုင်လဲဗျာဟုတ်ဟုတ်ဟုတ်ကဲ့အဓိကကတော့ဟို public ကိုကျန်းမာရေးအသိပေးတယ်ဆိုတာကကာကွယ်ခြင်းပေါ့နော် preventive medicine လို့ခေါ်တာပေါ့ကာကွယ်ခြင်းကအမြဲတမ်းဘယ်ယောဂါမှမဟုတ်ဆိုပို့ပြီးတော့ထိရောက်တယ်မဖြစ်ခင်ကလေးอ่ะပေါ့နော်အဲ့တော့ကာကွယ်ရေးဆွေးနွေးရမှာအဓိကမိဘတွေပေါ့နော်ចောင်းသားမိဘတွေကိုကျမတို့ကစာတင်ចောင်းနေမှာမိဘတွေကိုခေါ်ပြီးတော့ကျမပြောလို့ ဆမနာရီထောက်တွေလုပ်ပေးခြင်းအဖြစ်အဲဒီစာသင်ကျောင်းမှာဒီတစ်နှစ်မှာတော့သွေးလွတ်လုပ်ခဲ့ဖြစ်တဲ့သူတယောက်မှမရှိပါဘူးဆိုတာကျွန်တော်တို့အဲ့လိုမှတ်တမ်းမျိုးပေါ့နော်အဲ့လိုမှတ်တမ်းမျိုးတွေကိုကျွန်တော်တို့စိုက်ထူသွားနိုင်ပါတယ်အဲ့တော့ဖြစ်လာခဲ့ရင်ဆိုရင်လည်းဘလို့ခုနပြောလို့မိဘတွေကကိုယ်ကလေးဖြားပြီဆိုရင်ဘယ်လက္ခဏာတွေတော့စောင့်ကြည့်ပါဆိုတာမျိုးသူတို့ကို educate လုပ်ပေးရပါပေါ့နော်အဲ့တော့မိဘတွေကိုဟို educate လုပ်ခြင်းအဖြစ်ကလေးတွေကို မဖြစ်အောင်ကာကွယ်ပြီးသားလည်းဖြစ်တယ်။အမိဘနဲ့ဆရာဒါပူပေါင်းနေဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့ဒီနီးအဖြစ်အဲ့ဒီနီးကတော့ကျမပြောချင်တာကတော့အထီရောက်ဆုံးအကောင်းဆုံးနီးပဲ။အဲ့တော့မိဘအိမ်တိသွားတဲ့ခါကျရင်သူ့အိမ်မှာသူဘလို့ထားရမလဲဆိုတာဒီအเจ้าမှတနားကြီးဟောပြောပွဲလေးနားထောင်ပြီးသွားအိမ်ပြန်တဲ့ခါကျရင်သူဒါကို ကျင့်သုံးမယ်လိုက်နာမယ်သူကလေးကိုဂယူးဆိုင်ပြီးမယ်မိဘတယောက်ချင်းစီတယောက်ချင်းစီကဂယူးဆိုင်မယ်ဆိုဒီစာတင်ကြမှာចောင်းသားတရားရှိရဲ့ဆိုတရားစလုံးကစေဖြုတ်ပါတယ်ပေါ့နော်အဲ့တော့ဟိုဒီနေ့ကတော့ကျွန်မထင်တယ်အဲစာတင်ကြောင်းနေမှာတွလွန်တုတ်ကွေးမှာမဟုတ်ဘူးသက်ဆိုင်ဘယ်ယောဂာနဲ့မဆိုပေါ့နော်ကလေးတွေမှာဆိုမှဝမ်းပြဝမ်းလျှော်ရှိမယ်တွလွန်တုတ်ကွေးရှိမယ်ပြည့်ရခါကျရင်ဟို sexual harassment နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကလေးတွေကိုကုကုဘလို့ကာကွယ်တက်ဖို့ဘလို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟာစာတင်ကြောင်းတိုင်းမှာကကလေးအသက်ရွယ်လိုက်တင်ပေးသလိုသူတို့ကိုခဲလို့တဲ့ care giver တွေကိုလည်း educate လုပ်ပေးဖို့လိုပဲကလေးတွေကိုဒါရင်နဲ့ပတ်သက်ပြီးတော့ဒီလက္ခဏာလေးတွေကိုစောင့်ကြည့်ပါဒီလိုတော့ကလေးကိုသင်ပေးပါဒီလိုတော့စောင့်ရှောက်ပေးပါဆိုတာမျိုးလုပ်ပေးခြင်းအဖြစ်ကလေးငယ်တွေမှာမလိုလားအပ်တဲ့အဲထိခိုက်ပျက်စီးမှုတွေကျန်းမာရေးပြဿနာတွေကိုအများကြီးကာကွယ်လျှော့ချနိုင်ပါလိမ့်မယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီဇွန်လသွားခဲ့တဲ့သွေးလုံတုံးရေယောဂနာပတ်သက်ပြီးတော့ပါအဲဒေါက်တာဒီကလေးမိပါတွေပြီးတော့ကလေးတွေပြီးတော့သက်ဆိုင်ရာပေါ့နော်အဖွဲ့အစည်းတွေကိုအာဖြည့်ဆွတ်ပြီးတော့မှပြောကြားခြင်းနဲ့စကားမြတ်ခြင်းနဲ့ပြောပြောကြားခြင်းနဲ့နေကုန်ချုပ်ပေးပါ ဟုတ်ကဲ့ဒီသွေးလွန်တကွေယောဂါကအရွယ်သုံးပါးမျိုးဖြစ်နိုင်တယ်ဆိုတာကိုနံပါတ်၁သိထားစေချင်ပါတယ်အထူးသဖြင့်ငယ်လုံးတဲ့ကလေးတွေနဲ့အသက်ကြီးလုံးတဲ့လူကြီးတွေမှာနောက်တစ်ခါကိုဝင်ဆောင်မျိုးသမီးတွေမှာဖြစ်ပြီးဆိုရင်ပို့ပြီးတော့တတိထားရတယ်ပို့ပြီးပြင်ထန်ပါတယ်ဒါကြောင့်မလို့အခုလိုမျိုးသွေးလွန်တကွေအဖြစ်များရင်မူရင်းကာလကိုရောက်ပြီးဆိုရင်ပုံမှန်ချိန်နေတဲ့သွေးလွန်တကွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒီအချိန်မှာမိမိကြောင်အိမ်ယုံပတ်ဝန်းကျင်မှာအချိန်မပေါက်ဖွာနိုင်မှုအတွက်စနစ်တကျတန်းတန်းရှင်းရှင်းထားဖို့အဲကိုကလေးငယ် ချိန်မကိုက်ခံရဖို့အတွက်တည်တည်ချာချာခယူဆိုင်ပြီးမှချင်းအောင်ထောင်မှုနော်အရင်တုန်းကတည်ခဲ့တဲ့ဖုံးသွုံခက်စက်လောင်းထောင်ဖြုံရှင်းမှုဆိုတဲ့အခြေခံအချက်လေးတွေကရိုးစင်းပေမဲ့ခဏိတိ WHO ကလိုက်နာကျင့်သုံးခိုင်းနေတဲ့နည်းတွေပဲဖြစ်ပါတယ်ဒါလေးတွေကိုလည်းလွယ်လုံးနေဆိုပြီးတော့မပေါ်လျော့ပါနဲ့မမေ့ပါနဲ့အဲနောက်တစ်ခုကသူတို့တုံခေးဖြစ်ထားမှုတဲ့ကလေးဖြစ်ထားမှုရဲ့သူရှိတယ်ဆိုရင်ဒုတိယအကြိမ်ဖြစ်ရင်ပိုဆိုးနိုင်တယ်ဆိုတာအသေးတတိလေးရှိစေချင်ပါဒါကြောင့်မလို့ဖြစ်ထားမှုတဲ့သူတွေကပုံမှန်လူတွေထက်ပိုပြီးတော့ခယူဆိုင်တင်တဲ့အဲဟိုချင်းစေးဖြန့်တဲ့အစီအစဉ်လေးတွေကိုလည်းကိုယ်သက်ဆိုင်ရာအာ ရက်ွက်အလိုက်မြို့အလိုက်နော်စာတင်ကျောင်းတွေဆိုလဲ private school တွေတော့လကဟိုအစိုးရအကြောင်းတွေတော့လကောင်းပေါ့နော်တနိုင်တစ်ပိုင်းကိုအဖွဲတက်ဆိုင်ရာဖွဲ့စည်းတွေကလုတ်ပေးနိုင်လို့လုတ်ပေးရင်တော့ပူကောင်းတာပေါ့အဲ့လိုမလုတ်ပေးနိုင်ဘူးဆိုလဲမိဘတွေဆရာတွေပူပေါင်းပြီးတော့အလိုနှစ်ပတ်တစ်ခါတစ်လတစ်ခါစသဖြင့်ချင်းစည်းဖြန်းတာမျိုးတွေအဲ့ဒါမျိုးလေးတွေကိုလဲ PPCC လေးလုတ်သွားပေးဖို့ကျွန်မကတော့အကြံပြုတိုက်တွန်းချင်ပါရှင့်ဟုတ်ကဲ့ပါ ဆိုတော့တော်တော်အခုလိုမျိုးကျွန်တော်တို့ဒီတိလုံတုတ်ကေယောဂနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ NIEC ပေါ့နော် National Education Group မှာလာရောက်ပြီးတော့မှအချိန်ပေးပြီးဖြည့်ကြပြီးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်မကလည်းမျှဝေခွင့်ရရအတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့သွေးလုံတုပ်ကွေးယောဂနဲ့ပတ်သက်လို့အဲဒေါက်တာစိတ်နဲ့အတူပေါ့နော်ကျွန်တော်တို့အဲစောင်းရံရှောင်းရံညီကုသမှုကောက်ွယ်မှုအပိုင်းနေရာစပြီးတော့မှနောက်ဆုံးဒီကောက်ွယ်စီအပိုင်းနေအထိပေါ့နော်အာတွေ့ဆုံမြင်မြင်တင်ဆက်ပေးခဲ့တာဖြစ်ပါခင်ဗျကျွန်တော်နေမင်းခောက်ပါ